်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ် ငလင်းနမိတ်ကစစ်ကောင်စီညီကုန်းချုပ်ဖို့နမိတ်ဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကောလာဟာလာနဲ့အတိတ်မိတ်ပြည်နယ်မှုတွေကိုစင်စားဖြတ်တောက်တဲ့နိုင်ငံမှာမြန်မာပြည်သူတွေကအခုနောက်ဆုံးကတ်စုံကအစိုးရပြောင်းလဲဖြစ်မဲ့နမိတ်ဟုံဟုံမိကုန်းထုတ်နေကြပါတယ်။မလ28ရက်နေ့ကဖြန်အားပြင်ငလင်းအကြအခြေအနေဆိုးရွားနေချိန်တင်းရင်းရှင်မိကုန်းတကူငလင်းနောက်ဆက်တွဲဖုံလုံးများအကြထွက်ပေါ်နေစေဖြစ်ပါတယ်။ဒါကပြည်တွင်စင်ကြောင်ဒုက္ခရောက်နေတဲ့နိုင်ငံမှာနောက်ထပ်စိတ်ဒဏ်ရာဖြစ်စေတဲ့ပြည့်၍လွှာများအပြင်းအထန်ပေါ်တိုင်မိပြီးငလင်းလုံချင်းဟာ စစ်ကောင်စီကြဆုံးမဲ့နမိတ်ဖြစ်နိုင်သလားဆိုတဲ့မေးခွန်းဖြစ်ပါတယ် စစ်တပ်က80ပြည်တော်လှန်ရေးနေစစ်တပ်ကတမရော်နီကိုရခင်စစ်အုပ်စုကရှင်ရွက်ချက်ရှိရှိတိစောက်ခဲ့တဲ့မြို့တော်နေပြည်တော်မှာစီးရေးပြချီတက်ပြီးနောက်တရမှာအနည်းဆုံးလူ2000ကျော်သေဆုံးဓမ္မမုံအဲ့ဒီထက်များစွာသေဆုံးနိုင်တယ်လို့သိရတဲ့ငလင်အပြင်အထံလောက်ပါတဲ့စင်ကဲဖြစ်စဉ်တွေကိုလင့်လျူရှုထားလို့မရပါဘူးအတိတ်နမိတ်တွေနဲ့ကောလာဟာလာတွေကိုတရင်အချက်လက်စည်းစိမ်မှုမရှိသလောက်ဖြစ်တဲ့အာနာရှင်နိုင်ငံမှာအလေးထားကြတာကကာလကြာမြင့်ပြီဖြစ်ပါတယ်လွန်ခဲ့တဲ့လီနစ်ကဆင်အာနာသိမ့်တဲ့အခါအာနာသိမ့်ဗိုလ်ချုပ်တွေကနိုင်ငံကိုပိတ်ဆို့ပြီး အယူသီးခြင်းနဲ့ဝါရဖြန့်ချင်ကိုးကွယ်မှုတို့ပြန်လည်တွန်းပို့ပါရင်အတိတ်နမိတ်တွေနဲ့ကောလာဟလာတွေကိုတရင်အချက်လက်စီစဉ်မှုမရှိသလောက်ဖြစ်တဲ့အာနာရှင်နိုင်ငံမှာအလေးထားကြတာကကာလကြာမြင့်ခဲ့ပါပြီ။ အဲဒီနောက်ငလင်းများရေကမြန်မာမှာအမြင့်ကောင်းကောင်းတွင်နေတဲ့နက်ခတ်ပြက်ကလေးမှာပါဝင်လာပါတယ်။မန်လငလင်းကမြို့များပြည့်စည်တဲ့နမိတ်ဖြစ်ပြီးဇူလိုင်လငလင်းကဘင်းရင်များအုတ်ချုပ်သူများဖြုတ်ချမဲ့နမိတ်ဖြစ်တယ်လို့လူအများကယူဆပါတယ်။မန္တလေးမြို့ရိုးဘော်ကပြည့်စည်သွားတဲ့ပြတ်သက်တစ်ခုကိုလည်းတွေ့မြင်ရပါတယ်။စစ်ကောင်စီကမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးငလင်းတန်းအပြင်းထန်ခံရတဲ့မန္တလေးမြို့ကဲ့သို့မြို့ကြီးများမှာအခိုင်အမာရှိနေပါတယ်။အခုတဘောင်ဝဘေးအန္တရာယ်ကသူကြုံမှုသမျှမှာအဆိုးရွားဆုံးဖြစ်ကြောင်း အသက်89နှစ်ရှိပြီဖြစ်တဲ့တော်မာလာမြင့်ကပြောပါရယ်အငိမ့်စားကျောင်းဆရာမကြီးဖြစ်တဲ့တော်မာလာမြင့်ကသူ့ရဲ့ဟော်ကိန်ကိုစုလိုက်လာထိအောက်မထားနိုင်တော့ပါဘူးအခုလိုပြင်းထန်တဲ့ငလင်တွေကရက်ဆက်ကြမ်းကြုတ်မင်းကျင်တရားနဲ့မညီတဲ့အုပ်ချုပ်သူကိုတဘာဝတရားကဒဏ်ခတ်အဖြစ်ပေးတာဆိုတဲ့ဆိုယိုစကားကျမတို့မှရှိရင် လူတွေအများကြီးတက်ပြီးတော့မင်းအောင်လိုင်းကတဘာဝတရားရဲ့အဆုံးဖြတ်ကိုခံနေရပြီလို့၎င်းကပြောပါရယ်သူတတ်ထားတဲ့လူတွေအရှိုးတွန်ပြီးလို့တော်မာလာမြင့်ကပြောပါရယ်မြန်မာမရွှေကောက်ခံအစိုးရကိုမင်းအောင်လိုင်းဖြုတ်ချပြီးရင်နောက်ပြည်ရင်း က်ဖြစ်နေတဲ့ပိုင်းနဲ့နေမြေအများစုကတော်လိုင်းအင်အားစုလက်မှာရှိနေပြီးစစ်တပ်ကမျိုးကြီးများမှခန့်စစ်ပြင်းနေတဲ့စစ်ကောင်စီကအရက်သားဒေသတွေကိုလေကြောင်းမှအကြမ်းဖက်ပြီးမကြသေးမီကာလမှာဂါဇာဒေသထပ်တောင်ပြင်းထန်နေ တိုင်းရင်းသားလက်နက်ကင်များအတိုက်ခံနိုင်ငံရေးသမားများဒရုန်းစစ်စင်ရေးကိုဖြစ်နိုင်တဲ့နေရာများမှာဖော်ဆောင်နေတဲ့နီးပညာနိုင်စားတဲ့လူငယ်များစားတဲ့အဖွဲ့မျိုးမျိုးရှိမြမတော်လိုင်းအင်အားစုတွေကနိုင်ငံတကာထောက်ခံမှုများတလောက်ရှိပြီးအပြင်းအထန်တိုက်ပွဲဝင်နေကြတဲ့စစ်တပ်ကစစ်သားတွေကိုဇတိနာကြောင့်ဖက်ပြောင်းမှုတွေများတဲ့ဒီကိစ္စကရှိုင်းစမ်းကြမ်းကြုတ်တဲ့တန်ခတ်တဲ့စစ်ဖြစ်ပြီးနှစ်ဖက်စလုံးကထွက်ပေါက်အပြင်းထန်ရှာနေတဲ့ငလင်းရင်းမြောက်ဆက်တွေကိုမြမပြည်သူများမလ29ရက်နေ့မှာလေ့လာတဲ့အခါအပြည့်စင်းတွေအောက်မှာပြင်မိနေသူတွေရဲ့အော်ဟစ်တန်တွေကမြို့တွေမှာပဲ့တင်ထပ်နေပြီးပြည့်စင်းမှု တိုင်းသားက ်ပုံပေါ်လာစတာရှိရင်ငလင်းတန်းကြောင့်ပြိုကျပြက်စီးသွားတဲ့နေပြည်တော်စေတီတွေကိုလည်းတွေ့ရပါတယ်ပြည်ပမှာပုံမကောင်းမွန်တဲ့အလုပ်ကိုင်းနေရှာဖို့နိုင်ငံမှထွက်ပြေးလာတဲ့လူငယ်ပညာတတ်တွေနဲ့တအုပ်ဖြစ်သူကိုကျော်ကစင်ကာပူနိုင်ငံမှာအလုပ်လုပ်ကိုင်းနေမိဘများဇနီးအသက်၄နှစ်နဲ့9နှစ်အရွယ်သမီးနှစ်ဦးထံငွေပြန်ပို့တဲ့ငလင်းအတွင်းမန္တလေးမှာသူတို့နေထိုင်တဲ့ကွန်ဒိုမီနီယံပြိုကျတဲ့အခါသူတို့အားလုံးတိတ်ဆုံနေ၎င်းတို့ရဲ့အလောင်းတွေကခမ်းမတစ်ခုမှစုပုံထားတဲ့အလောင်းတွေနဲ့အနေငယ်သားဖြစ်ပြီးမြုံနယ်တကြုံရမယ့်နေရာမရှိကိုလိုနီခဲ့လို့နောက်ပိုင်းအများ စုမှမြန်မာကိုယ်စားအာဏာရှင်များအုပ်ချုပ်တဲ့ပိုချုပ်မျိုးဆက်တွေက၎င်းတို့မူဝါဒနဲ့ဆုံးဖြတ်ချက်တွေကိုလမ်းညွှန်ဖို့နှက်ခတ်နဲ့ပြည်내ဆရာတွေကိုအားကိုးကြတယ်။စစ်ကောင်းဆောင်အောင်တန်ဦးကညီအမတော်ဆက်သူတုံးမတက်စင်စကားပြောတဲ့အကြမ်းမြင်ဆရာမအီတီထံမှာအကြံဉာဏ်တောင်းနေ အဲ့ဒီညီမတော်ဆက်သူကအီတီကွေလွန်ပြီးရနောက်မှာပဲဆက်လက်ဟောနေသူနဲ့သူ့ရဲ့ဟောကိန်းကမမန်းလို့ရခင်ကသူ့ရဲ့ဟောကိန်းအတွက်ငွေအမြောက်များပေးခဲ့သူကပြောပါတယ်။ရခင်ကထောင်လိုင်းအကြီးကဲကသူ့ရဲ့အာဏာကိုအမောတင်ဖို့တက်ရှိဆင်ပြူများစုဆောင်နေ။ရခင်ကစစ်ကောင်းဆောင်တအုပ်ကကိုကနန်းနဲ့ပတ်သက်ပြီးအယူသီးတာကြောင့်နိုင်ငံရဲ့ငွေကြေးကိုလည်းအဲ့ဒီတိုင်သတ်မှတ်ပြီး55ကျပ်တန်းနဲ့60ကျပ်တန်းများထုတ်ဝေတယ်။လက်ရှိစစ်ကောင်းဆောင်မြောင်းလိုင်းကသူ့ရဲ့ကုန်သတင်းကြော်စောစေဖို့ဖိအားများနဲ့နေပြီးတော့မှအလွန်ကြီးမားတဲ့ဗုဒ္ဓဆင်းတူတော်ကြီးကိုအနီးကစား ာတင်တဲ့သူလဲစင်ပြူတော်များစုဆောင်ထားတယ်။ဘိုးချုပ်များအတွက်အကျိုးဆက်များဆုံးဟော့ကင်က2005ခုနှစ်ကဟော့ကင်ဖြစ်တဲ့မြန်မာရဲ့မြို့တော်ကိုရှန်ကုန်မှာနိုင်ငံအလဲပိုင်းရှိအဲ့ဒီတုန်းကအမည်မပေးရသေးတဲ့စောင်းလုံးရီလုပ်ငန်းခွင်ကိုအခါတော့ပေးသူတွေပြောတယ်မင်္ဂလာရှိဆုံးချိန်မှာပြောင်းရွှေ့ရဲ့ပီရင်စရာတွေနဲ့တိုင်ပင်ပြီးရဲ့နောက်ကုန်တင်ကားတွေကနောက်မှာနေပြည်တော်လို့ခေါ်တဲ့နေရာကိုစတင်ထွက်ခွာပြောင်းရွှေ့ရတယ်။ အဲ့ဒီနေ့မှာအဲ့ဒီမြို့တော်တဲ့ကိုတောင်တန်းများဖြင့်ကာယံထားပြီးရန်ကုန်ကိုရေချောင်းမှတိုက်ခိုက်မခံရနိုင်ဘူးမြို့တော်ဟောင်းနေအီယာရီမြို့ဝကျွန်းပေါ်ကို2008ခုနှစ်ကနာဂိမုံတိုင်းတိုက်ပြီးလူသေသောင်း3000ကျော်တင်ဆုံးပျောက်ဆုံးတဲ့အခါနေပြည်တော်ကအရာမယွင်ပို့ချုပ်တွေကခန်းထားတဲ့လမ်းမကြီးကြီးကြီးမားတဲ့ဝင်ကြီးဌာနတွေနဲ့ပင်ကွင်းငှက်အစစ်များကိုရှေ့ခဲ့ပြန်မှထားပြီး၎င်းတို့ရဲ့ခံကြုပ်မြို့တော်အတွက်ကုန်ယူကြတယ်ဒါပေမဲ့မလ28ရက်နေ့ကငလင်းကနေပြည်တော်ကိုအလွတ်မပြီးဝင်ကြီးဌာနရုံးများအကွဲကုန်နဲ့မရောက်လိုက်ပါဝင်ထိတ်တန့်ခေါင်းဆောင်တွေ ဓာတ်ပုံများစံပြင်ကိုပြုံးကြတယ်မြို့တော်မှာလေးချောင်းထိန်ချုပ်ရင်မျှော်စင်ပြုကြပြီးလူအနည်းဆုံး9ဦးသေရလို့စစ်ကောင်စီမီဒီယာကဖော်ပြပါဗျာတိတ်မဝေးလာတဲ့တောင်တန်းများမှာတော်လိုင်းအင်အားစုတွေစောင့်ကြည့်နေတဲ့တော်လိုင်းအင်အားစုတွေထိန်ချုပ်ထားတဲ့ဒေသမှာအထက်မြင့်အဆောက်အုံနေတာကြောင့်မလ28ရက်နေ့ငလေးမှာ၎င်းတို့ထိခိုက်မှုနေတယ်မန္တလေးစကိုင်းနဲ့ကြောက်ဆဲကဲ့သို့မြို့ပြဒေသခံတွေအပြည့်စည်တွေကိုလက်ချီးတတ်တဲ့တူပေါ်ပြီးရှင်းကြံနေသူတွေကိုရှာဖွေဖို့အုတ်ခဲတစ်ခုချင်းဖယ်ရှားနေချိန်မှာစစ်တပ်ကအကျင့်ဟောင်းတွေပြန်လည်စတင်လာတာဖြစ်တယ် မန္တလေးနဲ့နယ်နိမိတ်ထိစပ်နေတဲ့ရှမ်းပြည်မြောက်ပိုင်းမှာမလ28ရက်နေ့ညကစစ်ကောင်စီဓာတ်တိုက်လေနေကတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နောင်လင်းကျင်းရွာပေါ်ပုံကျဲနဲ့အခုအချိန်မှာထိခိုက်သေးဆုံးမှုမရှိတော့လဲရက်ကေးနေရက်ကအနည်းရှိကျင်းရွာတွေကိုပုံကျဲတိုက်ခိုက်မှုတွေမှာလူလေးဦးသေဆုံးနေအဲ့ဒီမြို့နယ်တွေမှာပဲရက်ကင်းတပတ်ခွဲကဖခင်ကြောင့်တခုမှခိုးလုံးနေလူ၁၀ဦးနေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးနေငလင်းကာလာမှာလေကြောင်းတိုက်ခိုက်တာကိုမယုံနိုင်လောက်အောင်ဖခင်ကြောင့်နောင်လင်းကျင်းရွာမှာလွင်ကြီးဦးကပြောတယ်မင်းအောင်လိုင်းကမြန်မာကိုလူတက်ကွင်း င်းဖြစ်အောင်လုပ်နေရလို့၎င်းကပြောပါရယ်စစ်ကောင်းဆောင်နေရဘေးရင်နှခတ်ပေါ်ယုံကြည်မှုမကြဆင်းကြောင်းစစ်ကောင်းစီထိတ်တန့်အရာရှိတွေကိုဟောပြောပြီးနေတဲ့ရန်ကုန်မှာဘေးရင်ဆီယမတအုပ်ကပြောပါရယ်၎င်းတို့ကနိုင်ငံမှာအာနာယော်နေစီကမှုယုံကြည်မှုကိုဖတ်တွင်ထားကြတယ်လို့၎င်းကပြောပါရယ် ဘင်းအောင်လိုင်ကအာနာတီမြင့်အတွက်ဗုဒ္ဓဘာသာအဆောင်လက်ဖွဲ့ကိုအလွန်အားကိုးကြောင်းအမိမဖော်လို့တဲ့အဲ့ဒီဘင်းနေဆီယာမားကပြောပါရယ်စစ်တပ်မှအစင်းမြင့်စီကတ်သူတွေရှိတာကြောင့်အမိမဖော်လို့ခြင်းဖြစ်ပါတယ်မလ29ရက်နေ့မနက်မှာစစ်တပ်ကဂျာကန်တုတ်ကသူတန်ဖုံးဆက်ပြီးမြန်မာစစ်ကောင်းဆောင်အာနာခံမြင့်အတွက်ကုညီဖို့ပြောကြောင်းအဆိုပါဘင်းနေဆီယာမားကပြောပါရယ်အဆောင်လက်ဖွဲ့တခုအမြင့်နဲ့ဝတ်ဆင်ထားဖို့၎င်းကရတရားပေးလိုက်တဲ့ဒါဝိမင်းငလင်းကအဲ့ဒီပို့ချုပ်အတွက်အတိတ်နမိတ်မကောင်းကြောင်းဘင်းနေဆီယာမားကပြောပါရယ် ဆလပီမန္တလေးမှာအပြည့်အစည်းများကြားမှာလူလေးရကျော်အသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ငလျင်လုပ်ပြီးအချိန်ကနေမလ31ရက်နေ့မန္တလေးတိုင်းတွင်အပြည့်အစည်းတွေကြားကနေလူလေးရတောင်းကိုအသက်ရှင်လျက်ကဲထုတ်ထားနိုင်ပြီလို့မြန်မာနိုင်ငံမိသက်ဖွဲ့ကမလ31ရက်နေ့ညမှာထုတ်ပြန်ပါတယ်။ဒါအပြင်ဒေသုံသူ959ဦးရဲ့ရုပ်လောင်းတွေကိုလည်းဆွဲထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်တေဆုံသူ259ရဲ့ရုပ်လောင်းတွေကိုလည်းဆွဲထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။မိသက်တပ်ဖွဲ့အနေနဲ့တရုတ်ရုရှားနဲ့အိန္ဒိယနိုင်ငံကကယ်ဆယ်ဖွဲ့တွေပေါင်းပြီးကယ်ဆယ်လုပ်ငန်းတွေလုပ်နေရလို့ပြောပါတယ်။ညီပြင်ကယ်ဆယ်ဖွဲ့တာဝန်ရှိသူတောင်းကတော့ကယ်ထုတ်ရရှိထားတဲ့စည်ရင်ကမိသက်တပ်ဖွဲ့ရဲ့စည်ရင်ပဲဖြစ်ပြီးအသက်ရှင်လျက်ကယ်ထုတ်ရရှိတဲ့အရေးအတွက်ကတီးထပ်ပုံများတယ်လို့ပြောပါတယ်။ကျွန်တော်တို့ဖွဲ့တင်အရှင်ထုတ်တာ90ကျော်ရှိပါတယ်။ပိမိနေတဲ့သူတွေလည်းအများပြားကြံ့နေသေးတယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့ပြင်အား9.8ရှိတဲ့ င်ငလင်းကျောင်းမန္တလေးစကိုင်းမကွေးဘကိုးနေပြည်တော်နဲ့ရှမ်းပြည်နယ်အရှိမြောက်ပိုင်းဒေသတွေထိခိုက်ပျက်စီးမှုများခဲ့ပါတယ်စစ်ကောင်စီကတော့မန္လ31ရက်နေ့နေ့လယ်ထိငလင်းကျောင်းလူ2056ဦးသေဆုံးပြီး3900တန်ရာရတယ်လို့ထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်